အားလုံးပဲမင်္ဂလာပါဒီတင်ကန်းစာမှာတော့တရုတ်စကားပြောတွေကိုလေ့လာသွားမှာပါပူအိုက်တယ်ပူတယ်ရရပူအိုက်တယ်ပူတယ်လို့အဓိပ္ပာယ်ရပါတယ်ရမပူဘူးပူရပူရပူဆိုတာကတော့မပေါ့เนาะဒါက အငင်းကရိယာဝိတေသနာတစ်ခုဖြစ်တယ်ဗျ။သူကတော့ adjective verb တည်းရဲ့ရှိရတယ်အထူးပြုပြီးတော့ငင်းဆိုတဲ့အခါသုံးလေးရှိတယ်ပေါ့နော်။ဒါကြောင့်မို့ပူအိုက်တယ်ဆိုရင် ja မပူဆိုရင် po ja po ja ပူလား ja po ja အဲ့တော့ရော့ဆိုတာပူတယ်ဒါကတော့အဟုတ်ပုံစံပေါ့သူ့ရဲ့အငင်းကပူရော့ဆိုရင် မပူဒါအငင်းပုံစံအဲ့တော့အဟုတ်နဲ့အငင်းနဲ့တွဲသုံးတဲ့အခါမှာဘာဖြစ်လဲဆိုတော့မေခွန်းပေါ့နော်လာမေခွန်းကိုပြောင်းသွားတယ်ဒါကြောင့်မို့ပူသလားပူအိုက်သလားဆိုရင်ရော့ပူရော့ရော့ပူရော့ရော့ပူရော့အရန်ပူတယ်ဖေးချာရော့ဖေးချာရော့အဲ့တော့ဖေးချာဆိုတာကတော့အရန်ပေါ့နော်ဒါကဒီဂရီကိုပေါ်ပြတယ် advert တခုဖြစ်တယ်ပေါ့ဒါကြောင့်မို့ပို့ idol ဆိုတဲ့ဒီ adjective ရဲ့ share နဲ့အထူးပြုပြီးတုံထားနေပေါ့နော်အဲ့တော့အရှမ်းပို့တယ်非常热非常热非常热အရန်ပို့တယ်热死了热死了အဲ့တော့ဒီနေရာမှာ死ဆိုတာကတော့ သူ့ရဲ့တလုံးချင်းပေါ့နော်သူတလုံးလေးကိုဘာသာပြန်တော့တေတယ်လို့အဓိပ္ပာယ်ရတယ်ဗျာနော်တေဆုံးတာကိုဆူလို့ပြောတယ်ဒါပေမဲ့ကျွန်တော်တို့ကဒီ adjective တွေရဲ့နောက်မှာဆူဆိုတဲ့စကားလုံးကိုသုံးထားလို့ရှိရင်အယံလို့ဘာသာပြန်တယ်သူက degree ပြတဲ့ဖြစ်စပုတ်အနေနဲ့သုံးထားပါဘောနော်သူကအတွဲလိုက်သုံးတယ်သူနောက်မှာ less ဆာလေးကိုတွဲသုံးပေးရတယ် slot ဒါဆိုလို့ရှိရင် degree ကိုပေါ်ပြတဲ့ပုံစံနဲ့သုံးတာပုံမှန်အားဖြင့်ဆိုရင် degree ကိုပေါ်ပြတဲ့ဒီ advert တွေဆိုရင် adjective တွေရဲ့ရှေ့မှာပဲအထူးပြုလို့ရတယ် ဒါပေမဲ့တချို့စကစုတွေက ပေါ့နော်ဒီမှာဖြစ်စွပုတ်အနေနဲ့ဒီဂရီကိုပေါ်ပြမယ်ဆိုရင်တော့ဒီ adjective တို့ရဲ့ verb တို့ရဲ့နောက်မှာပဲသုံးတယ်ဟုတ်ပြီနော်ဒီမှာကျတော့ slur ဆိုအမြဲတမ်း adjective ရဲ့နောက်မှာပဲသုံးနေရှိတယ်ပြီးတော့သူကဒီ common နဲ့ခံစားချက်မျိုးတွေပေါ့နော်ဒီ positive thinking နဲ့ positive feeling တွေဆိုလို့သုံးလို့မရအောင်မကောင်းတာပေါ့မကောင်းတာဆိုဥပမာအယံပူတယ်တို့အယံဝမ်းနေတယ်တို့အဲဒါမျိုးဆိုရင်တော့သုံးလို့ရအယံဆိုးတယ်တို့ဒါမျိုးဆိုသုံးလို့ရတယ်နော်အယံပျော်တယ်ဆိုရင်သုံးလို့မရအောင်ဒီလိုလေးလည်းရှိတယ်ပေါ့နော်တချို့ဒီဖြစ်စွပုတ်တွေကကျတော့ ော့ဒီ negative feeling တို့ negative thinking တို့မကောင်းတဲ့ရှုထောင့်အားလေမြင်တဲ့အမြင်တွေခံစားချက်တွေပေါ်မှာပဲတုံတာပေါ့နော်အဲ့တော့အဲ့ဒီထဲမှာ slow ဆိုတဲ့အသုံးထုံးလည်းပါတယ်ဗျာနော်ကောင်းပြီအဲ့တော့အရန်ပူတယ်ဆိုရင် ye slow ye slow အရန်ပူတယ် hen hen ye hen ဆိုတာကတော့အရန်ပေါ့နော်ဒါက degree ကိုပေါ်ပြတဲ့ advert တစ်ခုဖြစ်တယ်ဒါကြောင့်မို့ advert ဆိုတော့ adjective ရဲ့ရှိရနေပဲအထူးပြုပြီးတုံတယ်ပေါ့အဲ့တော့အရန်ပူတယ် hen ye ဟန်ဇာအပြင်မှာအရန်ပူတယ်ဝိုင်းမြန်ဟန်ဇာဝိုင်းမြန်ဟန်ဇာအဲ့တော့ဝိုင်းမြန်ဝိုင်းစာ အပြင်ဘက်ဝိုင်းမြန်ဆိုတာအပြင်ဘက်ကိုပြောတာနော်ဝိုင်းစာပြင်ပကိုပြောတယ်မြန်စာဒီမှာအရန်ဒီနေရာတွေကိုဖတ်ဆိုပြီးတော့ပေါ်ပြအောင်အတွက်သုံးတာပေါ့ဒီနေရာမှာပြန်လို့သုံးလဲရတယ်ဥမာ why ပြန်ဒါမှမဟုတ် why မြန်ဒီလိုသုံးတဲ့တရုပ်လေးရနော်အဲ့တော့ why မြန်ဆိုအပြင်ဖက်ပေါ့နော် han အရန် zh ဆိုပူတယ်အဲ့တော့အပြင်မှာအရန်ပူတယ် why မြန် han zh အဲ့ 外面很热。ဒီမှာအရန်ပို့တယ်这里很热这里很热အဲ့တော့这里ဆိုဒီနေရာဒီမှာလို့ဖာတာပြန်နေပေါ့နော်နေရာကိုညွှန်းတာအဲ့တော့ဒီမှာအရန်ပို့တယ်这里很热这里很热အခန်းထဲမှာအရန်ပို့တယ် ဖန်ကျန်းလီဟန်ရအဲ့တော့ဖန်ကျန်းဆိုတာအခန်းပေါ့နော်နံတစ်ခုဖြစ်တယ်လီဆိုတာအထည်ဒါကတော့နေရာကိုပေါ်ပြတဲ့စကလုံးနေရာပြတဲ့နံတစ်ခုဖြစ်တယ်ပေါ့အဲ့တော့နေရာပြတဲ့နံတွေကကိုသုံးခြင်းနဲ့နံတစ်ခုရအောင်မှာဓာတ်ရိုက်ကပ်ပြီးတော့တွဲဆက်ပြီးသုံးတယ်ပေါ့နော်အဲ့တော့အခန်းကဖန်ကျန်းအထည်ကလီအခန်းထဲဆိုဖန်ကျန်းလီဖန်ကျန်းလီအရန်ပူတယ်ဟန်ရအခန်းထဲမှာအရန်ပူတယ်ဖန်ကျန်းလီဟန်ရဖန်ကျန်းလီဟန်ရ ရာသီဥတုအရန်ပို့တယ်ထျန်ဟန်ရထျန်အဲ့တော့ထျန်ဆိုတာကသူ့တလုံးနဲ့သုံးတဲ့အခါမှာသူကအမျိုးမျိုးဘာသာပြန်တယ်ပေါ့ဥပမာထျန်ကိုကျွန်တော်တို့ကဖျားလို့လည်းဘာသာပြန်တယ်နော်ဥပမာတခါလေထျန်နာဆိုဖျားရေ oh my god ဒီလိုမျိုးတတဲ့အခါမှာလဲ Tian ဆိုတာဖျားလို့ပါတာ Order Tian ဆိုတာ Oh my god ဒီလိုမျိုးเนาะအဲ့တော့ Tian ကဖျားတခါလီမှာ Tian ကမိုးကောင်းကင်ကိုပြောတယ်ဟုတ်ပြီเนาะမိုးကောင်းကင်ကိုလဲ Tian လို့ပြောတယ်နောက်တစ်ခါနေ့တွေရက်တွေကိုလဲ Tian လို့ပြောတယ်ဥမာတရက်ကြာဆိုဤ Tian ဟုတ်ပြီเนาะအဲ့လိုမျိုးလဲပြောသေးရဲ့နောက်ပြီးတော့ယာတီဥဒုကိုလဲ Tian လို့ပြောတယ် သူတို့ကဟိုဘာသာပြန်ဆိုချက်တွေကအများရွယ်တုံးတဲ့ဒီရှေ့တွေနောက်တွေမှာသူတို့တွက်ဆက်တဲ့စကလုံးအပေါ်မှာမူတည်ပြီးတော့ဗောနော်အတိတ်ပဲကိုပြောင်းပြောင်းကြီးဘာသာပြန်သွားတာโอเคအဲ့တော့ယာသီရုကဒီမှာထီယန်အယံပူတယ်ဆိုဟန်ဇော့ယာသီရုအယံပူတယ်ထီယန်ဟန်ဇော့ထီယန်ဟန်ဇော့ ရာသီဥတုအရန်ပိုတယ်ကိုကျွန်တော်တို့ကဖြန်းချီလို့ပြောလဲရတယ်ဟုတ်ပြီနော်တချို့ကတော့ဒီ dashboard တွေထဲမှာအပြည့်စုံဆိုရင်ဖြန်းချီလို့သင်ပူးလိမ့်မယ်နော်ဖြန်းချီဟန်ရကောက်ပြီဒါဆိုရင်ကျွန်တော်တို့နှစ်မျိုးပြောလို့ရတာပေါ့နော်နံပါတ်10ပြန်လေ့လာကြည့်ပါရာသီဥတုအရန်ပိုတယ်ဖြန်းဟန်ရဖြန်းဟန်ရနံပါတ်7ကိုလေ့လာကြည့်ပါဖြန်းချီဟန်ရဖြန်းချီဟန်ရရာသီဥတုအရန်ပိုတယ် 迪内，宁波嘞！今天很热，今天很热，今天咋迪呢？后面两个迪今天，今天，宁波嘞，很热，迪内，宁波嘞，今天很热，业业今天,天很热，迪内，亚迪路，宁波嘞，今天天气很热，今天天气很热，今天咋迪呢？今天迪呢天气亚迪路，宁波嘞，很热，迪内，亚迪路，宁波嘞。 今天天气很热。今天天气很热。今天亚迪路先布了。曼尼卡亚迪路先布的。昨天天气很热。他说：“昨天是哪、那个？”曼尼卡。后边呢？昨天天气亚迪路哈很炎热，不啊嘞？曼尼卡亚迪路先布的。昨天天气很热。昨天天气很热。 ဒီနေ့မပူပါဘူးချင်းထန်းပူရချင်းထန်းပူရရဆိုတာပူအိုက်တယ်ပေါ့နော်ပူရဆိုတာမပူဘူးလို့ပြောပူရဒီနေ့ဆိုတော့ချင်းထန်းအဲ့တော့ဒီနေ့မပူပါဘူးချင်းထန်းပူရချင်းထန်းပူရဒီနေ့မပူပါဘူးဒီနေ့တိတ်မပူပါဘူးချင်းထန်းပူထိုက်ရ ကျင်းထန်းပူထိုင်ရအဲ့တော့ထိုက်စာအယမ်းပေါ့နော်ထိုက်ရစာအယမ်းပူတယ်အဲ့တော့အယမ်းပူတာကိုအယမ်းမပူလို့ပြောရပူနဲ့ညင်းတယ်အဲ့တော့ထိုက်ကိုကျွန်တော်တို့ပူထိုက်လို့ညင်းလိုက်တယ်ထိုက်ဆိုရင်အယမ်းပူထိုက်ဆိုရင်အယမ်းမဟုတ်ဘူးတိတ်မဟုတ်ဘူးဆိုတဲ့အဓိပ္ပာယ်အဲ့တော့ပူထိုက်ရဆိုရင်တိတ်မပူဘူးတိတ်မပူပူထိုက်ရဒီနေ့တိတ်မပူပါဘူးကျင်းထန်းပူထိုက်ရကျင်းထန်းပူထိုက်ရဒီနေ့နည်းနည်းပူတယ်ကျင်းထန်းရိုးတရရချင်းထန်း ယိုတျော်ရအဲ့တော့ယိုတျော်ဆိုတာအနည်းအနည်းငယ်ပေါ့နော်ယိုတျော်အနည်းငယ်ယိုတျော်အဲ့တော့ဒီစကလုံးကကျတော့သူကစကစုပေါ့နော်ဒီစကစုကကျတော့ဗမာတော့လဲဆိုအချစ်တည်းရဲ့ရှေ့ရလေးအထူးပြုပြီးတော့တယ် ဟုတ်ပြီနော်အဲ့တော့ဒီစကစုကိုသုံးတဲ့အခါမှာစိတ်တိုင်းမကြတာတွေစိတ်ချနေမှုမရှိတာတွေမှာပဲပေါ်ပြတယ်ပေါ့နော်အဲ့တော့ပူတယ်ဆိုတော့ကိုကဘာဖြစ်လဲစိတ်တိုင်းမကြအောင်ဒီခန်းစားချက်ကြီးကိုဒီချင်းကြီးကိုစိတ်တိုင်းမကြအောင်ဒါဆိုရင်နည်းနည်းဆိုတဲ့အသုံးတော့ရိုးတရားလို့သုံးရတယ်ဟုတ်ပြီနော်အဲ့တော့နည်းနည်းပူတယ်ရိုးတရားရရိုးတရားရအဲ့တော့ဒီနေ့နည်းနည်းပူတယ်ချင်းထန်းရိုးတရားရချင်းထန်းရိုးတရားရမေလအရန်ပူတယ် 五月很热，五月很热，五月啥阿拉吧？好比喏，阿拉他妈的老金快表表为咩？五十啦，阿个呢我表了表，月啥拉，别个人呢拉，高个毛啊拉，高楼月表表嘞，好比喏，别个人呢拉说呢，西亚八铁道嘞，第二道里铁道嘞，今朝个今朝伊说第个呢啥表嘞？第单表，英格兰路今朝伊 February 说比第单可哦，密码路的谷歌搜索要么西欧。 1 2 3 4 5ဒါတွေနဲ့ပဲတွဲသွားတာဟုတ်ပြီနော်အဲ့တော့မေလဆို5လပိုင်းဖြစ်တဲ့ကြောင့်5ကနန်းပါလေဟိုဟိုရွဲဆို5လပိုင်းအယံပူတယ်ဟန်ဇော့အဲ့တော့မေလမှာအယံပူပါလေဟိုရွဲဟန်ဇော့ဟိုရွဲဟန်ဇော့မြန်မာပြည်ကမေလအယံပူတယ်မြန်တျက်မြန်တျက်ဆိုမြန်မာနိုင်ငံနော်မြန်တျက်ဟိုရွဲဟန်ဇော့မြန်တျက်မြန်မာနိုင်ငံမှာဟိုရွဲ5လပိုင်းဟန်ဇော့အယံပူတယ်မြန်တျက် 五月很热，缅甸五月很热，马比亚没啦，先不玩嘞。仰光庙噶没啦嘛，先不嘞。阳光,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 光五月很热，阳光啥？仰光庙后面呢？阳光，阳光，仰光庙噶，五月阿拉白嘛很热，先不玩嘞。阳光五月很热，阳光五月很热。 ဟုတ်ကဲ့ပါကျွန်တော်ရဲ့ Chinese for All website e-learning membership program တွေကြိုဆိုပါရစေ။ကျွန်တော်တို့ website မှာ member တစ်ချိန်ဝင်ထားရုံနဲ့တရုတ်စကားပြော အရေးဖတ်အတန်ထွက် တတညံစန်းတွေနဲ့ HSK သင်ကန်းစာတွေကိုခားမဲ့လေလာခွင့်ရပါပါလေလာခွင့်ရရှိမဲ့ကိုစီအတွက်80ကျော်ဖြစ်ပြီးတော့ဒီထဲမှာဗီဒီယိုသင်ကန်းစာစုစုပေါင်း1600ကျော်ပါဝင်ပါတယ်တင်ကြားနည်းစနစ်တွေနဲ့လေလာခွင့်ရရှိမဲ့နမူနာသင်ကန်းစာတွေကိုတော့ကျွန်တော်တို့ရဲ့ website စာမျက်နှာမှာအလွယ်တကူဝင်ရောက်ကြည့်ရှုနိုင်ပါတယ် website နဲ့ပတ်သက်တဲ့ chat လက်တွေကိုတော့ Chinese for all page messenger ကနေ message ပေးဖို့ဆက်သွယ်မေးမြန်းနိုင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျအခုသင်ကန်းစာလေးကိုဆက်လေ့လာကြည့်ရအောင် 啊，尼亚迪高啊，先不的，夏天很热。夏天啥？尼亚迪，夏天很先热，不瓦的。尼亚迪高啊，先不瓦的，夏天很热，夏天很热，夏天很热。第，尼亚迪高啊，先不的，今年夏天很热。 今年夏天很热，哎，今年是国今年啥？天天股标，啊？那今年天天夏天绿芽的呀，很热，不爱的，天天绿芽的高，先、啊、不玩的。今年夏天很热，今年夏天很热，今年夏天很热，先不嘞，挺热的，挺热的。哎，热啥不萄不呢？还记得？哎，挺得出来，嘎到啥？ ဒီဂရီကိုပေါ်ပြတဲ့အသုံးအနှုန်းတစ်ခုဖြစ်တယ် teen ဆိုတာကဒီဂရီကိုပေါ်ပြအရန်လို့ဘာသာပြန်တယ်နောက်ကတက်ကတော့ဗျာဒီ teen ဆိုတာ ਨੇ အတွဲလိုက်တဆက်တဲ့တွဲသုံးရတဲ့ပုံစံလေးမို့လို့เนาะအဲ့တော့ပုံမှန်တိုင်းဆိုရင်ကျွန်တော်တို့က teen adjective เนาะကြိုက်တဲ့ adjective ထားလိုက်ပြီးရင်တော့ဥမာဟောင်းဆိုရင်ကောင်းတော့ဗော teen ဟောင်းတဲ့ဆိုရင်တိတ်ကောင်းတယ်အရန်ကောင်းတယ်ဒီလိုပြောတာအကယ်ဖြောင်းလျန်ဆိုလှတော့ teen ဖြောင်းလျန်တဲ့ဆိုရင်တိတ်လှတယ်အရန်လှတယ်ဒီလိုမျိုးပြောတာ teen adjective တော့ ဒီပုံစံလေးမှတ်ထားနော်ကောင်းပြီအဲ့တော့ဒီမှာတော့ကျွန်တော်တို့ပူတာကိုပဲဆက်ပြီးတော့တင်သွားမယ်အဲ့တော့ပူတာကပါလေရရအဲ့တော့အရန်ပူတယ်ဆိုရင်ထင်ရတာထင်ရတာ အပြင်မှာအရန်ပို့တယ် white bian tin zot white bian tin zot အဲ့တော့ white bian white bian ဆိုအပြင်ဘက်ကိုပြောရအောင်နော် white bian အပြင်ဘက်မှာ tin zot အရန်ပို့ပါတယ်ခုနရှေ့မှာကျတော့ကျွန်တော် white mian လို့သင်ခဲ့တယ်ရရနော်နှစ်မျိုးလုံးရတယ် white mian tin zot ဒါမှမဟုတ် white bian tin zot နှစ်မျိုးလုံးရတယ်အပြင်မှာအရန်ပို့ပါတယ် white bian tin zot white bian tin zot ဒီကရာသီတို့အရန်ပို့တယ်ကြော်လီ天气很热 这里，这里的迪尼亚迪马波。这里天气亚迪路啊，很热，先不嘞。对个亚迪路先不嘞，这里天气很热，这里天气很热。亚迪路啊，没不热，一来没一屋。天气不热，也不冷。天气不热，也不冷。 ်ဖျန်းချစ်စာရာသီဥတုနော်ရကပူတယ်ပူရဆိုမပူပေါ့ရာသီဥတုကမပူပါဘူးဖျန်းချစ်ပူရဖျန်းချစ်ပူရရဲစာလဲပဲပုတ်လန်လငအေးတာပုတ်လန်ဆိုမအေးဘူးအဲ့တော့အေးလဲမအေးဘူးရဲပုတ်လန်ဟုတ်ပြီနော်ပူရပူရရဲပုတ်လန်ပူလဲမပူအေးလဲမအေးဘူးဒီလိုပြောတာအဲ့တော့ရာသီဥတုကမပူဘူးအေးလဲမအေးဘူးဖျန်းချစ်ပူရရဲပုတ်လန်ဖျန်းချစ်ပူရရဲပုတ်လန် ဒီနေ့ကမနေ့ကထက်ပိုပူတယ်။ကျင်းထျံပီဇော်ထျံရကျင်းထျံပီဇော်ထျံရကောင်းပြီဒီမှာပီဆိုတဲ့စကားလုံးလေးအကြောင်းရှင်းပြမယ်နော်။အဲ့တော့ဒီစကားလုံးလေးက proposition လို့ခေါ်တဲ့ verb တစ်ခုဖြစ်ပါတယ်။ကျွန်တော်တို့ကဒီစကားလုံးကိုနှိုင်းရှင်မှုတွေကိုဖော်ပြတဲ့အခါမှာသုံးတယ်ပေါ့။အဲ့တော့ verb verb တွေကိုသုံးတော့မယ်ဆိုရင် verb နဲ့အဓိကတွဲဆက်ရမယ်စကားလုံးကိုကံပုတ်အနေနဲ့သူ့ရဲ့နောက်ကနေတွဲပြီးတော့သုံးတယ်ပေါ့။ကျွန်တော်မြန်မာမှာကျတော့ verb ကို စကလုံးတစ်ခုခုရဲ့နောက်ကပဲထားတယ်မနေ့ကထက်တရုတ်ကျတော့ဝီဘက်ကိုရှေ့ရထားတယ်ထက်မနေ့ကပီးဇော်ထျန်ပီးဇော်ထျန်မနေ့ကထက်ပီးဇော်ထျန်ပီးဇော်ထျန်မနေ့ကထက်ရပူပါတယ်ပီးဇော်ထျန်ရမနေ့ကထက်ပူပူတယ်ကောင်းပြီအဲ့တော့နှိုင်းရှင်းမဲ့ဟာက subject အနေနဲ့ဒီမှာလာတယ်ဂျင်းထျန်ဒီနေ့ဂျင်းထျန်အဲ့တော့ဒီနေ့ဟာဂျင်းထျန်မနေ့ကထက်ပီးဇော်ထျန်ပူတယ်ရ OK，Hello，第二个，第二个太伯伯的，今天比昨天热，今天比昨天热，今天比昨天热。第二个，第二个了，我不玩哦，今天没有昨天热，今天。 没有昨天热ဒီနေရာမှာ没有ဆိုတာကတော့မဟုတ်ဘူးဆိုတဲ့အဓိပ္ပာယ်။သူကဘာအနေနဲ့သုံးတာလဲဆိုတော့နှိုင်းရှင်းမှုပြတဲ့ပုံစံလေးရဲ့အငင်းပေါ့ဗျာ။အဲ့တော့အဟုတ်ပုံစံလေးနဲ့တွဲမှတ်ရင်တော့မှတ်ရဖို့လွယ်လိမ့်မယ်နော်။နံပါတ်29ကိုပြန်ကြည့်ပေးပါဦး။今天比昨天热比昨天အကယ်၍ဒီနှိုင်းရှင်းမှုပြတဲ့ပုံစံမှာအငင်းသုံးခြင်းလို့ရှိရင်အရန်လွယ်တယ်ဗျ။ပီဆိုတဲ့ဝိပတ်နေရာမှာမေယောဆိုတဲ့အငင်းကိုပြောင်းသုံးလိုက်တာ။ ဟုတ်ပြီနော်ဒီစလုံးလေးပဲပြောင်းသွားတာအဲ့တော့ဂျင်တန်မေယော昨天熱ဒီနေ့မနေ့ကတော့မပူဘူးဂျင်တန်မေယော昨天熱ဂျင်တန်မေယော昨天熱ဒီနေ့မနေ့ကတော့မပူဘူးခုနတုန်းကအခုထက်ပိုပူတယ်ကန်ဆိုင်ပီ現在熱ကန်ဆိုင် ပီရှင်းဆိုင်ရအဲ့တော့ကန်းဆိုင်စာကုနာကပီစာထက်ရှင်းဆိုင်စာအခုအဲ့မှာလဲကျွန်တော်တို့အခုဆိုတာကိုဝိဘတ်နဲ့တုံးထားတယ်ပေါ့အခုထက်တရုတ်လိုကြထက်အခုပီရှင်းဆိုင်ပီရှင်းဆိုင်အဲ့တော့ဝိဘတ်စကားစုဖြစ်သွားရဲ့ adjective ရဲ့ရှေ့အထူးရပူတယ်ပီရှင်းဆိုင်ရအခုထက်ပိုပူတယ်ကုနာကကြတော့ကန်းဆိုင်အဲ့တော့ကုနာကဒီကန်းဆိုင်အခုထက်ပီရှင်းဆိုင်ပိုပူတယ်ရ ်ခုနတော့ကအခုထပ်ပို့ဘူးတယ်ကန်းဆိုင်ပီရှန်ဆိုင်ရကန်းဆိုင်ပီရှန်ဆိုင်ရကန်းဆိုင်ပီရှန်ဆိုင်ရခုနတော့ကအခုထပ်ပို့ဘူးတယ်ခုနတော့ကအခုထပ်အများကြီးပို့ဘူးတယ်ကန်းဆိုင်ပီရှန်ဆိုင်ရတော်လက် ရက်တော့လက်အဲ့တော့ဒီနေရာမှာတော်လက်ဆိုအများကြီးဆိုတဲ့အဓိပ္ပာယ်အဲ့တော့ဒီစကလုံးကဘယ်လိုတော့ရလဲဆိုတော့နှိုင်းရှင်းမှုပြပုံစံတွေတော့ရသတိထားရတယ်ဗျာနော်နှိုင်းရှင်းမှုပြပုံစံတွေမှာကျွန်တော်တို့ degree တွေကိုပေါ်ပြတယ်ခုနအခုထက်အများကြီးပိုပူတယ်နည်းနည်းလေးပဲပူတယ်ဥမာ1 degree လောက်ပိုပူသွားတယ်အဲ့လိုမျိုးပေါ့ဗျာသူက degree တွေပေါ်ပြတော့မယ်ဆိုရင်ပုံမှန်အတိုင်းဆိုရင်ပြဿနာမရှိဘူးမြဲဒီလိုနှိုင်းရှင်းမှုပြပုံစံတွေတုံးထားပြီဆိုရင်သူကဖြစ်ဆက်ပုတ်အနေနဲ့ပဲတုံးလို့ရတယ်ဖြစ်ဆက်ပုတ်ဆိုတာ ာက vet တွေ adjective တွေနောက်မှာထားပြီးသုံးတာကို phrase ပို့လို့ခေါ်တယ်ဟုတ်ပြီနော်အဲ့တော့အများကြီးပို့ဘူးတယ်အများကြီးပို့ဘူးတယ်အဲ့တော့အရင်အများကြီးပို့ဘူးတယ်ဆိုတာအရန်ပို့ဘူးတယ်စသဖြင့်ပြောတာအဲ့တော့အရန်ဆိုတဲ့စကားလုံးကိုကျွန်တော်သင်ဘူးတယ်နော်ဒီမှာဆိုလို့ရ patient side hunger အဲ့လိုတော့သုံးလို့မရဘူးတော်များတော့အပြင်နောက်မှာပဲထားတော့ ပီရှန်ဆိုင်ရတော်လက်ဒီလိုမျိုးလေးတွေပေါ့နော်ပီရှန်ဆိုင်ရတော်လက်ဒီမှာကျွန်တော်တို့ဟန်လို့မတုံးဘဲနဲ့တော်လက်ဆိုတဲ့စကားစုကိုတုံးထားတယ်ပြီးတော့သူကဒီ adjective ရဲ့နောက်မှာဖြစ်စပုတ်အနေနဲ့တုံးထားတာတွေ့လေပဲဘာလို့လဲနှိုင်းရှင်မှုပြပုံစံဖြစ်နေလို့နော်ဟုတ်အဲ့တော့ခုနကအခုထက်အများကြီးပို့ပူတယ်ကန်ဆိုင်ပီရှန်ဆိုင်ရတော်လက်ကန်ဆိုင်ပီရှန်ဆိုင်ရတော်လက်တရုတ်ပြည်ရာသီဥတုကမပူဘူးတုံးကွာဖျန်းချစ်ပူရ 中国တရုတ်နိုင်ငံ中国တရုတ်နိုင်ငံ天气ရာသီဥတုရဲ့ဆိုပူရပူရဲ့ဆိုမပူတရုတ်ပြည်ရာသီဥတုဟာမပူ中国天气不热中国天气不热中国天气不热တရုတ်ပြည်ရဲ့ရာသီဥတုဟာမပူအဲ့တော့ဒီနေရာမှာကျွန်တော်တို့တက်နဲ့အထူးပြုပြီးတုံးလဲရတယ်中国的天气不热中国的天气不热ဒါဆိုနံပါတ်31ကိုပြန်ကြည့်လိုက်တက်မပါဘူး တုံးကွာပြန်ချစ်ပူဆိုတာဒါကလည်းကျွန်တော်တို့ကြုံရင်ကြုံသလိုရှင်းပြတဲ့တရားပုံစံလေးတစ်ခုပေါ့เนาะအဲ့ဒါလေးကျွန်တော်အခုပြန်ရှင်းပြမယ်เนาะ just ဆိုတာ adjective တစ်ခုဖြစ်တယ် adjective ကို predicate ဝါစကားအနေနဲ့သုံးထားပြီဆိုလို့ရှိရင်ကတ္တာကိုနှစ်ခုတစ်ပြိုင်တည်းသုံးလို့ရတယ်ဒီမှာဆိုရင်တုံးကောဆိုတာလည်း subject ပဲပြန်ချစ်ဆိုတာလည်း subject ပဲဒါပေမဲ့တုံးကောဆိုတာတော့အဓိကကတ္တာပေါ့ major subject လို့ခေါ်တယ်ပြန်ချစ်ဆိုတာကတော့အရန်ကတ္တာ minor subject လို့ခေါ်တယ်ကောင်းပြီအဲ့တော့ဒီမှာ subject ကနှစ်ခုဖြစ်နေတယ် ဟုတ်ပြီနော်အဲ့တော့ adjective ကို predicate အနေနဲ့သုံးတဲ့ဝါကြတယ်ဆိုရင် subject နှစ်ခုတစ်ပြိုင်တည်းသုံးလို့ရတယ်ဒါပေမဲ့အဲ့နှစ်ခုကိုတစ်ခုတည်းဖြစ်အောင်သုံးချင်တယ်ဆိုလို့ရှိရင် tian chi ဆိုတဲ့နံကိုကျုံးကော်တဲ့အထူးပြုလိုက်တယ်ဒါဆိုဘာထည့်ပေးရတော့အခုနံပါတ်32ပုံစံပေါ့ကျုံးကော်တဲ့ tian chi ပုံစံအဲ့တော့ကျုံးကော်တဲ့ tian chi တရုတ်ပြည်ရဲ့ရာသီဥတုဒီလိုဆက်လိုက်ရတာက subject တစ်ခုပဲပြန်ဖြစ်သွားတယ်ဟုတ်ပြီနော်အဲ့တော့တရုတ်ပြည်ရဲ့ရာသီဥတုကမပူဘူးကျုံးကော်တဲ့ tian chi ပုံစံကျုံးကော်တဲ့ tian chi ပုံစံ မြမပြည်မြောက်ပိုင်းရာသီဥတုလည်းမပူဘူးမြမပြည်မြောက်ပိုင်းရာသီဥတုလည်းမပူဘူးโอเคအဲ့တော့ကျွန်တော်မြမပြည်ကိုမြန်တင်းလို့ခေါ်တယ်မြောက်ပိုင်းဆိုရင်ပေပူလို့ခေါ်တယ်ပေဆိုတာမြောက်အရင်เนาะပူဆိုတာဒီဘယ်လိုပြောမလဲအစိတ်ပိုင်းနေပေါ့အစိတ်ပိုင်းเนาะအဲ့တော့မြောက်ဘက်အစိတ်ပိုင်းပေါ့ပေပူโอเคအဲ့တော့ကျွန်တော်တို့စကလုံးကတော့အတန်လေးတန်ထတဲ့မြန်တျံပေပုစကစုပေါ့နော်မြန်တျံပေပုအဲ့မှာကျွန်တော်တော့အတူကောက်သုံးမယ်နှစ်တန်ထားခဲ့ပဲနှစ်တန်ပဲပြောရမြန်ပေ မြန်ပေမြမပြီမြောက်ပိုင်းမြန်ပေဒါပဲဟုတ်ပြီနော်အဲ့တော့စကားပြောပုံစံတွေကြောင့်တချို့ဟာတွေကအပြည့်အစုံထည့်ပြောစရာမလိုဘူးပေါ့နော်ဒါကြောင့်မို့တမမြန်မာပြည်မြောက်ပိုင်းဆိုဘာပဲပြောလဲမြန်ပေထျန်းချီရာတီဥရုရဲစာလဲပဲမြန်မာပြည်မြောက်ပိုင်းရာတီဥရုလဲပဲမြန်ပေထျန်းချီရဲပူရမပူပါဘူးမြန်မာပြည်မြောက်ပိုင်းရာတီဥရုလဲမပူပါဘူးမြန်ပေထျန်းချီရဲမြန်ပေထျန်းချီရဲပူရမြန်ပေထျန်းချီရဲပူရ ဒီနေ့ဘာလို့ဒီလောက်တော့ပူနေရလဲချင်းထင်းစမကြမရချင်းထင်းစမကြမရချင်းထင်းဒီနေ့စမစမစပါဖြစ်လို့ဒါကတော့အကြောင်းပြချက်ကိုမေးတာမဟုတ်ဘူးเนาะအကြောင်းပြချက်မေးတော့ဝိရှမလို့မေးတယ်ဒီမှာစမလို့သုံးထားတာထူဆန်းအံ့ဩတဲ့ခံစားချက်ပေါ့လေတံလေးကိုပေါ်လင်အောင်သုံးထားတာဟုတ်ပြီเนาะစမစပါဖြစ်လို့ကြမကြမစအရန်ဆိုတဲ့အတိတ်ပဲဒီလောက်တော့ပေါ့အရန်ပေါ့ ်နော်ဒီလိုအထိပဲအဲ့တော့ German ရဆိုရင်အရန်ပူတယ်တလောက်တောင်ပူတယ်ဒီလိုပြောတာဟုတ်ပြီနော်အဲ့တော့ဒီနေ့ပါလို့တလောက်တောင်ပူနေတာလေချင်းချင်း German German ရ今天怎么这么热？今天怎么这么热？这老不买 logo，听不他咪不？没想到。 这么热，没想到。啊，罗没想到啥，庙里么他米的，天么他的哦，没想到了可能。这么的老道，啊，烟个热不罢嘞。ဟုတ်ပြီနော်အဲ့တော့ဒီလောက်ပူမယ်လို့ကိုထင်မထားမိဘူးမေးရှင်တော့ဂျမောရမေးရှင်တော့ဂျမောရ ထမင်းဟင်းပြန်နှေးတယ်ရဖန်ဆိုင်အဲ့တော့ရဆိုတဲ့စကားလုံးကအချစ်တဲ့အနေနဲ့သုံးရင်ပူတော့ပူအိုက်တော့လို့အဓိပ္ပာယ်ရတယ် vef အနေနဲ့သုံးရင်တော့ဒီအစားအစာတွေရောအပူပြန်ပေးတာပေါ့မြန်မာလိုဆိုတော့နှွေးတယ်ပေါ့နော်ပြန်နှွေးတယ်ပေါ့ဒီလိုမျိုးသုံးတယ်ရဟုတ်ပြီနော်ဖန်ဆိုင်ဖန်ကထမင်းဆိုင်ကဟင်းအဲ့တော့ထမင်းဟင်းကိုအတွဲလိုက်တော့နော်ဖန်ဆိုင်လို့သုံးတယ်အဲ့တော့ထမင်းဟင်းပြန်နှွေးတယ်ဆိုတော့ရ ဖန်ဆိုင်ရဆိုတာကပြန်နှွေးတယ်ပေါ့ဗက်တစ်ခုဖြစ်တယ်ထမင်းဟင်ဖန်ဆိုင်ကနှွေးချင်းခံရတဲ့အရာကံပုတ်ဒါကြောင့်မို့ဒီဗက်ဖြစ်နောက်မှာကံပုတ်အနေနဲ့သုံးထားတယ်ပေါ့အဲ့တော့ထမင်းဟင်ပြန်နှွေးတယ်ရဖန်ဆိုင်ရဖန်ဆိုင်ထမင်းဟင်ပြန်နှွေးတယ်မင်းထမင်းဟင်တွေခဏပြန်နှွေးလိုက်ပါဦးနေရရှာဖန်ဆိုင်ပါနေရရှာဖန်ဆိုင်ပါနေ ရရီရှာဖန်ဆိုင်ပါ Okay အဲ့တော့ရီရှာဆိုတာခဏလောက်တစ်ချက်လောက်ဆိုတဲ့အတိတ်ပဲရတယ်အဲ့တော့ဒါကလည်းဖြစ်စပုတ်အနေနဲ့တုံးထားတယ်ဗျာနော်ဖြစ်စပုတ်ဖြစ်တဲ့ကြောင့်ဒီ verb ရဲ့နောက်မှာတိုက်ရိုက်တုံးထားတယ်ပြီးတော့မှကံပုတ်ကိုသူ့နောက်ကဆက်တုံးတယ်ရရီရှာဖန်ဆိုင်ပါဒါကတော့တိုက်တွန်းတာအကြံပေးတာဒီမှာတုံးတယ်ပေါ့နော်ပါပေါ့နော်စသဖြင့်ဘာသာပြန်တယ်မင်းသမင်းဟင်းတွေခဏပြန်တွေးလိုက်ပါဦး你热一下饭菜吧，你热一下饭菜吧。 မေထမင်းဟင်းလေးကို အရင်ပြန်နှွေးတင်တယ်နီရင်ကိုင်းရှမ်းရက်ဖန်ချိုက်အဲ့တော့ရှမ်းဆိုတာအရင်လှုပ်ဆောက်ချက်တစ်ခုကိုအရင်လုပ်ရင်ရှမ်းလို့ပြောတယ်ဒါက advert တစ်ခုဖြစ်တယ်ဗျဒီ advert က verb ရဲ့ရှေ့ရနေတရက်ကပ်ပြီးတော့အထူးဘူးတယ်ရှမ်းရက်ရှင်နှွေးလိုက်ပါတဲ့ franchise တမင်းဟင်းတွေကိုအဲ့တော့ဒီမှာရင်ကိုင် auxiliary verb auxiliary verb တွေကလည်း verb ဖြစ်ရှိရပဲအထူးပြုတယ်ဒီမှာဆိုရင်အရင်နှွေးတဲ့ဆိုတော့လှုပ်ဆောင်ချက်ရှမ်းရဒီလှုပ်ဆောင်ချက်ကိုလှုပ်တင်နေဆိုရင်ကိုင်ရှမ်းရ โอเคအဲ့တော့မင်းသမင်းဟင်းတွေကိုအရင်ပြန်နှွေးသေးတယ်။ညီင်္ဂိုင်းရှမ်းရွက်ဖန်ချာညီင်္ဂိုင်းရှမ်းရွက်ဖန်ချာသမင်းဟင်းတွေပြန်နှွေးပြီးပြီလား။ရွက်ဖန်ချိုင်လမေး ရဖန်ဆိုင်လာမေအဲ့တော့ရနှွေးတယ်ဖန်ဆိုင်တမင်းဟင်တမင်းဟင်းလေးကိုနှွေးတယ်တဲ့လွတ်လွတ်စာပြီးသွားပြီမေယုတ်ဆိုတာကသူ့ရဲ့အငင်အဟုတ်နဲ့အငင်တွေ့ထားရဲ့လာဆိုတဲ့မေကုန်းဖြစ်တယ်အဲ့တော့လွတ်ဒီစကလုံးနဲ့တွေ့ထားလွတ်မေယုတ်ဆိုရဲ့ပြီးပြီလားစကားပြောတဲ့အခါမှာလွတ်မေယုတ်ကထက်မပြောလဲရတယ်ပေါ့အဲ့တော့တမင်းဟင်းလေးပြန်နှွေးပြီးပြီလားရဖန်ဆိုင်လာမေရဖန်ဆိုင်လာမေရဖန်ဆိုင်လာမေ အမေထမင်းဟင်းတွေပြန်နှွေးတဲ့တုန်းမမစိုက်ရဖန်ဆိုင်မမစိုက်ရဖန်ဆိုင်အဲ့တော့ဆိုင်ဆိုင်ဆိုတာကဒီမှာ advert တစ်ခုဖြစ်တယ်ပေါ့နော်လှုပ်ဆောင်ချက်တစ်ခုကိုလှုပ်နေတော့လှုပ်နေစဲဆိုတော့အချိန်ကာလပေါ်မှာဒီလှုပ်ဆောင်လှုပ်ဆောင်ချက်တစ်ခုကိုလှုပ်နေတော့လှုပ်နေစဲဆိုတော့အချိန်နေတရက်ပေါ်မှာတည်ရှိနေတယ်ပေါ့နော်အဲ့လိုဒီအချိန်နေရဆက်ဖြစ်နေတယ်ဒီအချိန်နေထဲမှာပဲရှိနေတယ်ဆိုလို့ရှိရင်ဆိုင်တို့တော့ ဟုတ်ပြီနော်အဲ့တော့ ye ဆိုတာနှွေးတယ် zai ye ဆိုတာပြန်နှွေးတယ်အဲ့တော့သူ့ရဲ့အတန်အပြည့်စုံကြတော့ jun zai လို့ပြောတယ် jun zai ဟုတ်ပြီနော်အဲ့တော့ဒါပေမဲ့စကားပြောတဲ့အခါမှာ jun zai ye လို့အပြည့်စုံပြောစရာမလိုပြ zai ye လို့ပဲပြောတယ်ဟုတ်ပြီအဲ့တော့အမေကထမင်းဟင်းတွေပြန်နှွေးနေတော့မမ zai ye fan zai မမ zai ye fan zai ခဏဆောက်ပါငါမင်းကိုထမင်းဟင်းတွေပြန်နှွေးပေးမယ်တုံရင်ရှာ တုံဆိုတာစောင်းဆိုင်တာဤဆဆခဏလောက်တုံဤဆခဏလေးစောင်းပါနော်တဲ့ဝါကဲနီဂျပန်ဆိုင်ဒီနေရာမှာကဲဆိုတာအတွက်လို့ပါသားပါတယ်ဝိဘတ်အနေနဲ့သုံးထားတာပေါ့နော်ဝိဘတ် proposition အဲ့တော့ကဲနီဆိုတာမင်းအတွက်ကဲနီဝိဘတ် second ဆိုရယ် verb ဖြစ်ရှာအထူးပြီးလဲကဲနီဂျမင်းတို့နှွေပေးမယ်ဖန်ဆိုင်ထမင်းဟင်းတွေကိုအဲ့တော့ခနာဆောက်မှာငါမင်းကိုထမင်းဟင်းတွေပြန်နှွေပေးမယ်တုံရှာဝါကဲနီရဖန်ဆိုင်တုံရှာ 我给你热饭菜。他们还得变牛逼逼，那他们小家说热饭菜了，来吃饭吧。热饭菜了，热啥？女的，饭菜他们热，大家到前里表到家我破表了不呢？表啊呢？မနှွေးရသေးတဲ့အခြေအနေအစ်ဆက်နေတဲ့အခြေအနေရလေပူပူနွေ့နွေ့အခြေအနေကိုပြောင်းသွားတယ်ဒါဆိုရင်ကျွန်တော်တို့ကလက်စာလေးထည့်တယ်ဟုတ်ပြီနော်လက်အခြေအနေပြောင်းသွားတာအဲ့တော့ရက်ဖန်ဆိုင်လက် 这边兄弟，别推啤酒了，热饭菜了，来，来啥来？快来大伯那吃饭吧，吃饭。这边啥味？八大袋都那准备了，加粥了，八大碗吃饭吧。这边啥加粥？哎，这边兄弟别推啤酒了热饭菜了来来啥来快来大伯那吃饭吧吃饭这边啥味八大袋都那准备了加速了跑大碗吃饭吧这边啥加粥？热饭菜了，来吃饭吧。热饭菜了，来吃饭吧。不冷的啥来吧？趁热吃吧，趁热吃吧。哎，趁热啥？不冷了八大碗呢，吃啥啥来吧。 ပါပေါ့နော်တိုက်တွန်းတော့အကြံပေးတာကောင်းပြီအဲ့တော့ trunk trunk ရဲ့တလုံးနဲ့အဓိပ္ပာယ်ဆိုရင်အခွင့်အရေးယူတာပေါ့ရရစာပူတယ်ပူတာလေးရောအခွင့်အရေးယူပြီးတော့ဆိုတာပူတုံးလေးပေါ့ဟုတ်ပြီနော်ပူတာလေးရောအခွင့်အရေးယူပြီးတော့ trunk ရပူတုံးလေးပေါ့နော် chip ပါစားပါအဲ့တော့ပူတုံးလေးစားလိုက်ပါ trunk ရ chip ပါအဲ့ဒါတွေကိုအဲ့ခံတဲ့အခါမှာတရုတ်တရဒီလိုပြောလို့ရှိတယ်ပူပူတုံးလေးသုံးဆောင်လိုက်တော့ trunk ရ chip ပါ trunk ရ chip ပါ ပူတော့လေးအမြန်စားလိုက်ကြပါအဲ့မှာခွိုက်စာလေးပို့သွားခွိုက်ကအမြန်ဆိုတဲ့အဓိပ္ပာယ်ခုနကပူတော့စားပါဆိုတာကိုမြ мян လေးမြ мян လေးပူတော့စားလိုက်ခွိုက်ချင်းရှိပါမြန်တာခွိုက်ဟုတ်ပြီနော်အဲ့တော့ပူတော့လေးအမြန်စားလိုက်နော်ခွိုက်ချင်းရရှိပါခွိုက်ချင်းရရှိပါမိုးရတော့ရေတာလာတာတော့ဘိုင်းငင်းနဲ့ဒါကတော့စကပုံလေးတစ်ခုတင်ပေးလိုက်တာပေါ့နော်ချွန့်ရတာတီချွန့် အခွင့်ရေးယူတာရက်ပူတာပူနေတာကိုအတုံးချပြီးတော့ပူနေတာကိုအခွင့်ရေးယူပြီးတော့တားစာထူတာထည့်ရစာတန်တန်ကိုထူရတာဗာလဲပပဲထူတာအဲ့တော့ကျွန်တော်မြန်မာစကားကြတော့ဟိုမိုးရွာတော့ရေကန်လာတာတော့ဘိုင်းငင်ဆိုတဲ့စကားပုံတွေကိုသုံးလေးရှိတယ်ပေါ့နော်တရုတ်ကြတော့တန်ပူတော့မှာပပဲထူလို့ပြောတယ်ချင်းရက်တားထည့်ဘဟုသူရာလေးပေါ့နော်ကောက်ပြီအဲ့တော့မိုးရွာတော့ရေကန်လာတာတော့ဘိုင်းငင်ချင်းရက်တားထည့်ချင်းရက်တားထည့် ထန့်ရက်တားဖြေအဲ့မှာကျွန်တော်ကဒီဟာလေးကိုဟိုရှင်းတဲ့ပုံစံလေးပြောပြအောင်เนาะတချို့ကဘယ်လိုလဲဆိုတော့ဒီစကပုံတွေကိုရှင်းတဲ့အခါမှာနားလည်မှုလေးလွယ်တတ်တယ်ရှိရပေါ့เนาะသူကဒဲကြီးပါတာပဲဆရာဒါကမိုးရွာတော့ရေခမ်းဆိုမိုးကပဲစလုံးလဲရွာတာကပဲစလုံးလဲ ရေလည်းမပါဘူးဘာဖြစ်လို့ဒီလိုဘာသာပြန်လဲအဲအဲ့အကြောင်းလေးပေါ့နော် translate ပုံစံလေးဘာသာပြန်လဲဆိုတာကျွန်တော်စကပုံတို့ idian တို့ဘန်းစကားတို့ပေါ့နော်အဲ့ဒါတွေကိုဘာသာပြန်တဲ့အခါမှာစလုံးတစ်လုံးချင်းအတိုင်းကိုတရိပ်ဘာသာမပြန်ပါဘူးခင်ဗျဟုတ်ပြီနော်ဒီစလုံးမှာပါတဲ့အ net အတိတ်ပဲဒီစလုံးကိုပေါ်ပြခြင်းနဲ့အ net အတိတ်ပဲကျွန်တော်တို့ဘာသာစကားမှာရှိရဲ့အ net အတိတ်ပဲအဲ့ဒါကိုပဲယူပြန်တာ တရက်ပါတာပြန်လို့မရအောင်ဥပမာလာတာတော့ဘိုင်းငင်ဆိုကိုကလာအောင်ဒီအရွယ်အစားတစ်ပြင်ပေါ့နော်ဘိုင်းငင်တာတည်ရစားတစ်ပြင်အဲ့လိုသွားပြီးပါတာပြန်လို့မရအောင်မိုးရွာတယ်ဆိုရင်ရှာရီအေးဆိုရင်ရွှေအစားတစ်ပြင်ပေါ့နော်အဲ့လိုတည်ပြီးတော့ကိုကကိုသွားပြီးတော့ translate လုပ်လို့လည်းမရဘူးဗျအဲ့တော့မှတ်ထားပါ အီဒီယန်လေးစကပုံလေးဘန်စကားလေးဆိုလို့ရှိရင်သူကတရိုက်ဘာသာပြန်တာမဟုတ်ဘဲနဲ့တူညီတဲ့အနဲ့အဓိပ္ပာယ်ကိုယူယူတာနော်တရုတ်စကားမှာတော့ဒီလိုသုံးတယ်ကျွန်တော်မြန်မာမှာကျတော့ဒီသုံးလုံးနဲ့ပြောင်းသုံးတယ်ဒါလေးကဗဟုသုတလေးပေါ့နော်ကောင်းပြီအဲ့တော့ပြန်ဆိုကြည့်ပါဦးမိုးရွာတော့ရေခမ်းလာတာတော့ဘိုင်းငင်ချင်ရတားထည်ချင်ရတားထည်အားလုံးကိုကျေးဇူးတင်ပါတယ်